မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးอ่ะအော်ဂျမ်ဆိုင်လေးလုပ်မဲ့ဗီဒီယိုလေးပေါ့เนาะဂျမ်ဆိုင်လေးကိုဝယ်စားရတယ်ကိုယ့်အကွယ်အိမ်မှာလုပ်စားတာပူစားကောင်းတယ်အတွက်တန်တန်ရှင်းရှင်းလေးဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဂျမ်ဆိုင်လေးဝယ်ပြီးလုပ်ပါမယ်ဒီ jam ဆိုင်လေးอ่ะမနေ့ကနေဘူးတည့်ရဲ့လှမ်းထားပြီးတာเนาะဥမာနေမပူတဲ့အချိန်လို့ပါလို့ဆိုရေနည်းနဲ့လည်းဖြုံလို့ရတယ် နေဘူးတဲ့အချိန်မှာလှမ်းလာတဲ့ကြောင့်မလို့သူဟာနည်းနည်းနိုးနေပါပြီပေါ့နော်။ဒါလေးကိုတဲလေးတွေမပါအောင်တေချာလေးစီးပါတယ်။ဟို၃၄၅ထပ်ကိုစီးလိုက်ရတာသူကတဲတွေအရင်များတဲ့သူဂျာလေးတွေထဲမှာစီးပါတယ်တေးတွေကအဲဒါကြောင့်မလို့ခုဆိုရင်ဂျမ်ဖိုင်လေးရတေချာလေးစီးနေတာပေါ့နော်။ဟုတ်ပြီစီးပြီ ဆယ်ရှိရင်ကြံပိုင်တယ်ဘုလို့ပါမယ်ခုတော့တော့ကြားနေပြီဆယ်နေရကြာတော့ကြာထဲမှာပြီမှုလေးတွေဖြတ်လိုက်တာပေါ့နော်အဲဒါကတော့လုံးဝတန့်စင်မိသားဂျမ်ဆိုင်လို့ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီ။ကဲပေါ့ပေါ့ပိုင်လုံးလဲဆိုတော့ဒီ plastic ဘူးလေးရဲ့ဂျမ်ဆိုင်ပြမဲ့ဘူးလေးရဲ့ပြီးတော့ဆန်စည်းရည်လေးရဲ့ပေါ့နော်။ဒါဆန်စည်းရည်ကတော့မနက်ကစေးထားတဲ့ဆန်စည်းရည်ပဲဆိုတော့ဒုတိယရည်လေး ဆိုတအားမချင်အောင်လို့ပေါ့နော်သူကဟိုပထမဆုံးစံစည်းရေးဆိုလည်းသူကပြန်ချင်ဟိုဒါဒီကတခုစံစည်းရေးလို့တော့ပေါ့နော်ပြီးတော့စံစည်းရေးတွေကိုစာလေးသုံးစုံထည့်ပါမယ်ဟိုလူတလားပေါ့ငံပေါ့နော်ကိုကများချင်းချင်းနဲ့ငန်းချင်းနဲ့ဆိုတော့များများထည့်ဖို့ကျွန်တော်ကတော့ဒီသုံးစုံဆိုရင်အနေတော့ပဲကျွန်တော်လို့ဟိုပါလေးဆိုလို့ရှိရင်အဲဒါဒီစံစည်းရေးလေးကို website ပုံလေးထဲမှာ ကျန်ဆိုင်ပြိမ့်မဲ့ပုံလေးထဲမှာကျန်ဆိုင်မြုပ်ထည့်တယ်။ဒါကိုမတေချာပဲအပေါ်ကိုပွလာမှဆိုထပ်ပြီးဖြီးပြီးတော့ထပ်ပြီးထည့်လိုက်ပါတယ်။ပြီးပြီဆိုရင်သူကတေချာလေးအဖုံလေးကိုလေးလုံးအောင်ပြိမ့်မယ်။ပြီးတော့ကျွန်တော်ကအဲ့လိုမျိုးခဏခဏတည်တာဆိုတော့ဘုံခဏခဏတည်ရဆိုတော့ထဲအဲ့လိုမျိုးပုံရင်းချီစီလဲတည်တယ်မမကြီးလည်းတည်တယ်အရက်မိမှာဆိုတော့အရက်တစ်ခါတည်းမှလိုက်တာအခုနှစ်ရက်လောက်ထားတဲ့အပြင်အမှုရှိနေတယ် ရောင်လေးတွေကိုပြောင်းသွားပြီးကျန်းဆိုင်ရောင်လေးတွေကအဲ့တော့မြေလိုက်တယ်နော်တော်တော်စားကောင်းတဲ့ကြွကြွကလေးနဲ့ဒါလေးလက်အိမ်ထဲမှာလို့မသုံးတာလဲဆိုတော့ဒါတဝက်ကိုကိုဟာကိုသုံးပြီးရောကျန်တဲ့တဝက်ကိုကြတော့အမေရူးစီကိုပို့မှာမို့လို့လေဟိုဟို तू ကရေခိတတာတွေကိုထားလို့ရှိရင် तू ကတလားလောက်ထားလို့ခက်တယ်အဲအဲ့လိုထားမယ်ဆိုတော့လက်အိတ်ကလေးတခြားလေးစုပ်ပေါ့နော် ခုကျွန်တော်အားကြတော့ဒီတစ်ခါလေးကြော့ပါရယ်ပြီးတော့ကျန်တဲ့တဝက်ကိုတဝက်ခွဲထားတာကိုမီလူးစီကိုပို့ပေးမှာဆိုတဲ့အတွက်ကြောင့်မို့လို့လက်အိမ်မစုပ်ဘဲနဲ့တစ်ခါလေးတန်းလုံလိုက်တာ။ ဖားလေးအပြင်မှာတည်တဲ့ဂျမ်ဆိုင်နဲ့အိမ်မှာလုပ်တဲ့ဂျမ်ဆိုင်ရတာကိုမတူတာအပြင်မှာကျတော့အချိန်မုန်းနေပါလေထဲမှာပေါ့နော်ခုမှကျတော့တဘာဝအချိန်ဆိုတော့မတူပြီးတော့သူ့ဟာကြီးကကျက်နေအဲ့ဟာလေဒါဝတ်သားလေးကြောက်ပုတ်တော့ပေါ့နော်အာဝတ်သားဆိုရင်လည်းဝတ်သားသုံးထပ်သားနဲ့ကြော်တာမဟုတ်ဘူးဟိုအစီနေနေများတဲ့ဝတ်ကောင်သားဝတ်ကောင်သားနဲ့ကြော်တာတော့ဝတ်ကောင်သားလေးနဲ့ကြော်တော့တော်တော်စားကောင်းတယ်ကျန်ဆိုင်ရကိုအနေတော်လေးလေးပေါ့နော်ကိုကြိုက်တဲ့လူလေးပေါ့အကြီးကြိုက်တဲ့လူကအကြီးပေါ့ ျွန်တော်တို့ဒီအနီတော်လေးပဲကြာလို့ဒါလေးနဲ့ပြီးတာအာသသားလည်းအဲ့ဒီအရွယ်အဲ့ဒီအရွယ်ပဲစားတာတော့ဒါဝက်သားလေးကကြော်ထားပြီးသွားပြီပေါ့နော်ဒီဝက်သားကြော်ထားတဲ့ဟာလေးကိုဒီ jam sign လေး TV ဆိုတော့ jam sign လေးနဲ့ဒီပြန်လုံးတော့ပေါ့အလုံးမိပြီဆိုလို့ရှိရင်အရသာအမိကြီးကျန်စံလုံးပေါ် ထည့်လို့ရှိသူကအရင်ကြည့်သွားမှာအရင်ကြည့်မှာဆိုလို့တခါလည်းမထည့်ပဲနဲ့ကြက်ခါနေမှာပဲထည့်လိုက်တာဒါအဖို့ဖို့ပြီးရပြီးအာရပြီးဆိုတော့တတအောင်ထင်ကြွေးတော့မယ်အာတတစားနေပါပြီနောက်မှကိုယ်တိုင်းစားတာကိုကြာတော့မယ်ဘိုင်နောက်ဗီဒီယိုမှာတွေ့ပါမယ်ချစ်စွတ်တင်ပါတယ်